မင်္ဂလာပါရှင်မက်ရှလာ73ရက်နေ့အတွက်မိုးလေဝသခမန်းချက်တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့မနက်ပိုင်းဖန်ုံရရှိထားတဲ့ကျွန်တော်တို့နိုင်ငံကိုကြည့်မယ်ဆိုရင်တော့ကပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ဘင်္ဂလားပင်လယ်ရောအရှေ့တောင်ပိုင်းတို့မှာတရင်တဲ့တဲ့ဖြစ်တော့နေပြီးတော့ အင်္ဂလာပင်လယ်အော်မြောက်ပိုင်းနဲ့အရှိအလယ်ပိုင်းတို့မှာတော့အများအပြားတိုင်ရနေပါတယ်။ကပလီပင်လယ်ပင်မြောက်ပိုင်းနဲ့တံမင်္ဂလာပင်လယ်အော်တို့မှာတော့တိမ်နေငယ်ဖြစ်ထွန်းနေအောင်တွေ့ရပါတယ်ရှင်။မြမပင်လယ်ပင်ခမန်းကျက်တွေကတော့မြမကယ်ရန်ရှောင်းနဲ့ကန်းလုံပင်လယ်ပင်တို့မှာလှိုင်းနေငယ်နဲ့လှိုင်းတန်တက်ရှိနိုင်ပါတယ်။လှိုင်းမြင့်နေကတော့၄ပြည်နဲ့၆ပြည်လောက်မြင့်တက်နိုင်ပါတယ်ရှင်။မိုးရွာသွန်းနိုင်မှုခမန်းကျက်တွေကတော့တနင်္သာရီတိုင်းနဲ့ကချင်ပြည်နယ်တို့မှာနေရာကြီးကြီး၊စကိုင်းတိုင်းထက်ပိုင်းမှာနေရာကွက်ကြားမိုးထချုံလာနိုင်ပါတယ်။ကရင်ပြည်နယ်မွန်ပြည်နယ်တို့မှာတိမ်တန်တက်ဖြစ်ထွန်းနိုင်ပြီးတော့တံမင်နယ်နဲ့တန်းနေမှာတော့ အများအားဖြင့်တာယာနိုင်တယ်လို့ခန့်မှန်းထားပါရှင်။နေပူချိန်ခန့်မှန်းချက်တွေကတော့အမြင့်ဆုံးပူချိန်တွေနေနဲ့မကွေးတိုင်းမှာ38ဒီဂရီစင်တီဂရိတ်ဝန်းကျင်လောက်မြင့်တက်နိုင်ပါတယ်။ဆက်လက်ပြီးတော့ပြည်နယ်နဲ့တိုင်းလိုင်းမျိုးတော်ကြီးတွေမိုးလေဝသခန့်မှန်းချက်တွေကိုလည်းတင်ဆက်ပေးတော့မှာဖြစ်ပါရှင်။